မမှန်ကြောင်းသိသောချိန်တွယ်ကရိယာတစ်ခုခုကိုလိမ့်လဲလဲပြားလို့သောသဘောဖြင့်အသုံးပြုလျင်ဘယ်လိုအရေးယူခြင်းခံရနိုင်ပါသလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာလောဖန်ကတရားလွတ်တော်ရှိတဲ့ဦးစံမီဦးဖြစ်ပါတယ်ကျွန်တော်လောဖန်နေနဲ့အများကြီးသူတို့သိထားသင့်တဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးများဝေဖန်လျက်ရှိပါတယ်မမှန်ကြောင်းသိသောချိန်တွယ်ကရိယာတစ်ခုခုကိုလိမ့်လဲလဲပြားလို့သောသဘောဖြင့်အသုံးပြုခြင်းနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှန်2.64မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မည်သူမဆိုမမှန်ကြောက်သည့်သောအချိန်တွေကရိယာတစ်ခုခုကိုလိမ့်လေလေပြားလိုသောသဘောဖြင့်အသုံးပြုလျင်ထိုသူကိုတစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရလုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒီပုံမှာတော့ရဲရဲမပိုင်တဲ့ပုံမှာဖြစ်ပါတယ်။အမခန့်ပေးနိုင်ပါတယ်။ဂျီအီခွင်းတော့မရှိပါဘူး။ဒါကြောင့်မို့လို့ရာဇသက်ကြီးပုံမှာ264ကိုဖောက်ပြက်ကျူးလို့မယ်ဆိုရင်တော့ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်တယ်ငွေဒဏ်ချမှတ်ခြင်းခံရနိုင်တယ်ဒါမှမဟုတ် တန်းနှစ်ရက်လုံးကိုလည်းချမှတ်ခြင်းခံရနိုင်ပါတယ်။နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။